ခုဟိုပါဗောနော်ကြီးကြီးရဲ့ဟိုနာမည်လေးနဲ့နေရာလေးစာလေးလေးဆက်ပြပါအောင်ခင်ဗျာနာမည်မျိုးနဲ့ပဲလုံးကြော်ရဟုတ်ကဲ့ဟုတ်တော့ကဲညဟုတ်ကဲ့ပါခင်ဗျာဟိုကြီးတို့ဟိုပါလေကျွန်တော်နှမ်းမဆိုင်ခင်ဗျာဗောနော်ကျွန်တော်တို့စေးဆိုင်လာပြီးတော့ပေါင်းစီလေးမင်းမြတ်တဲ့ခါမှာကျွန်တော်မင်းမော့ကုမ္ပဏီကဒီနှံငင်းပေါင်းစီလေးကိုကျွန်တော်စီးညွှန်းပေးလိုက်တယ်စီးညွှန်းပေးလိုက်တဲ့အချိန်မှာကြီးတို့နေတဲ့ဒီသုံးရတာဒီနှံငင်းဟိုပေါင်းဟိုအားရသလားခင်ဗျာပေါင်းတက်တယ်ခင်ဗျာအားရပါတယ်ပေါင်းမရှိဘူးဝင်ဟန်နှစ်တည်းတော့ပေါင်းနေတာပဲဟုတ်ကဲ့ပေါင်းမရှိဟုတ်ကဲ့ဟုတ်ဒီနေ့မှာပေါင်းလုံးဝမတွေ့ရဘူးဗောကျွန်တော်မင်းမောဆေးသုံးလိုက်တဲ့အတွက်ဟုတ်ကဲ့ဟုတ် မင်းကစီသုံးတဲ့ခါမှာအဲ့ဒီဘလောက်စီစီနှုံသုံးထားလိုက်တယ်ဒီဟိုနှန်းကင်းနေမှာပေါ့နော်90နှုံး90နှုံးဟောဟုတ်90နှုံးသုံးတဲ့ခါမှာရောသုံးနာမှုဟိုအားရမှုရှိပါသလားခင်ဗျအားရပါတယ်ဟောဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်အဲ့ဆိုရင်ကျွန်တော်တို့ပေးရတဲ့ဇင်းနှုံးနဲ့ကျွန်တော်တို့လူမခွာတော့ပေါင်းတော့ကမခွာတော့ခါမှာဟိုအဲ့ဒီလိုနေနေရောကျင်းနှမှုရှိလားခင်ဗျကျင်းနှမှုရှိပါတယ်တန်လဲတန်ပါတယ်ဟောဟုတ်ကဲ့ဟုတ်တန်လဲဟောဟုတ်ကဲ့ဟုတ်ဖြောက်မှုလုံးဝရှိရပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျဟုတ်ဟုတ် ကျွန်တော်လည်းအခုကျွန်တော်ကကျွန်တော်ကတော့ memo company မှာကွင်းစင်းဝင်တဲ့ကျွန်တော်မောင်ကျော်နိုင်လေးပဲဖြစ်ပါတယ်အခုကျွန်တော်ရောက်ရှိနေတဲ့ပွဲလုံးကျော်ကြီးရွာမှာကျွန်တော်ညွှန်းလိုက်တဲ့ကျွန်တော်နှန့်ငင်းစရာဆိုရင်လုံးဝထိရောက်မှုရှိပြီးပေါင်းဆိုတော့ကိုလုံးဝမတွေ့ရတာကိုတွေ့ရပါတယ်ခင်ဗျအခုလို့အဲတောင်သူကလည်းစိတ်ကြိုက်တယ်ကျွန်တော်တို့ company နေနဲ့လည်းကျေးဇူးအထူးပင်တင်ရှိပါတယ်လို့ပြောကြပါတယ်ခင်ဗျဟုတ်ကျွန်တော်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့